ချူလျံဝေဟာဟောင်ကောင်မှာနာမည်ကြီးလုပ်ငန်းရှင်တူဖြစ်ပါတယ်အရွယ်ကတော့မကြီးသေးပါဘူးလူလက်ပန်းရွယ်သာရှိပါတယ်သူ့မှာတော့လွန်တရာချောမောလပ်ပါတဲ့ဇနီးမယားနဲ့တာသမီနှစ်ယောက်ရှိပါတယ်ဒါပေမဲ့လည်းချူကမိန်းမပွေသူပါတလောကပဲဗီဒီယိုမင်းသမီးငယ်လေးတူနဲ့စင်ကာပူကိုခရီးထွက်ခဲ့ပါတယ်သူ့ရဲ့ဇနီးကတော့မသိပါဘူးသူ့ရဲ့ဇနီးကလုပ်ငန်းကိစ္စတွေနဲ့သွားတယ်လို့သာထင်ခဲ့ပါတယ်ချူလျံဝေရဲ့စင်ကာပူခရီးကကန်ဂျမာငင်းနဲ့ခီးဖြစ်ခဲ့ပါတယ်ဟုတ်ပါတယ်ချူဟာဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်ဗီဒီယိုမင်းသမီးကတော့ကံမကောင်းခဲ့ပါဘူးဆေးရုံမှာချူဟာ၃ရက်လောက်တရီမရခဲ့ပါဘူးခ ခန္ဓာကိုယ်အတွင်းပိုင်းဒဏ်ရာများအတွက်ခွဲစိတ်ကုသခဲ့ရပါတယ်။သူတတိရတဲ့အခါမှာတော့သူ့မျက်နှာမှာဆိုးရွားမှုတွေများစွာရှိနေခဲ့ပါတယ်။ဘယ်လိုပြောရမလဲမသိဘူးဗျာ။ကျွန်တော် ကားတိုက်မှုဖြစ်ပြီးတော့တတိလေးမင်မျောသွားတဲ့ခိုင်မှာထူးခြားတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့ခဲ့ရတယ်ဗျာ။အဖြစ်အပျက်တွေကတိတ်အံ့ဩစရာကောင်းတယ်။အားလုံးကလည်းသူပြောတာတွေကိုအံ့ဩပြီးတော့နားထောင်နေမိပါတယ်။သူကသူ့ရဲ့အဖြစ်အပျက်တွေကိုဆက်ပြီးတော့ပြောပြနေပါတယ်။ပဝန်းကျင်တစ်ခုလုံးကမှောင်မဲနေရပါ။သူကအလန့်တကြားကြည့်လိုက်ပါတယ်။အမောင်ကတဖြည်းဖြည်းနဲ့ပါသွားခဲ့ပါတယ်။ အလင်းရောင်ကိုတွေ့လိုက်ရပါတယ်အလင်းရောင်နဲ့ရောက်တဲ့ခိုင်မှာတော့သူ့ခြေလမ်းနေတုံသွားခဲ့ပါတယ်ခမရဘာလုပ်လဲဗျခြူအားအဲ့လိုမျိုးမေးလိုက်ပါတယ်လူမဲကြီး၃ယောက်ကဘာမှမပြောပါဘူးတို့တစေလူမဲကြီးတွေကထူးခြားတယ်လို့ခြူသိလိုက်ရပါတယ်လူမဲကြီး၃ယောက်ရဲ့ဥကောင်းမှလည်းဥကြူတွေနဲ့ပါမျက်နှာကလည်းရုပ်ဆိုးအကြီးတန်းလာပါတယ်တကူလုံးမှလည်းအမွှေးမြင်နေနေပါခြူအားတော်တော်လေးကိုထိတ်လန့်နေမိပါတယ်ခမရတို့ခမရတို့ကဘာလုပ်လဲဗျခြူအားအဲ့လိုမျိုးထပ်မေးလိုက်ပါတယ် လူမဲတွေကလည်းဖြေချခြင်းမရှိပါဘူးတရွေ့ရွေ့နဲ့သူ့ရဲ့ရှေ့ကိုလျှောက်လာခဲ့ပါတယ်ချူရဲ့နားကိုရောက်လျင်တော့ချူရဲ့လက်ကိုဇက်ကနဲ့ဆုပ်ကင်လိုက်ပါတယ်ဒါဒါဘာလုပ်တာလဲဗျာကျုပ်ကဘာဖြစ်လို့ဒီလိုလုပ်တာလဲ ကျူအားအဲ့လိုမျိုးမေးလိုက်ပါတယ်မင်းဘာမှမပြောနဲ့ဒီတုံးမော်သာတက်ပြီးတော့လိုက်ခဲ့ဘာပြောရမယ်မသိပြောနိုင်စွာလည်းမရှိပါဘူးကြောက်ကြောက်ရွံ့နဲ့ပဲတုံးမဲမဲကြီးပေါ်တက်လိုက်မိပါတယ်လူမဲကြီး၃ယောက်ကတုံးမော်ကိုတက်လာခဲ့ပါတယ်တုံးကလည်းမြေပြင်ကနေတရွတ်ရွတ်တက်သွားပြီးတော့အားလုံးကမတက်ရက်လျက်ပါပဲလူမဲကြီး၃ဦးကတော့ကျူကိုဖူခနောက်ဆိုင်ဝိုင်းထားလိုက်ပါတယ်ယခုချိန်မှာတော့လူမဲကြီး၃ဦးကကျူကိုချုပ်ကင်ထားခြင်းတော့မရှိပါဘူးတစ်တုံးကြီးကလည်းတရိပ်ရိပ်နဲ့ကိုပြေးနေရပါတစ်ပင်နေတောတွေတောင်တွေကတရိပ်ရိပ်နဲ့ကျန်ခဲ့ပါတယ် ူတို့ဟာဘသူတွေလဲဘယ်ကိုခေါ်သွားနေရလဲချူအားအเจ้าရတွေကိုသိကျင်နေပါတယ်သို့တော်လဲမသိနိုင်သေးပါဘူးတုံးကြီးကတော့တရိပ်ရိပ်နဲ့ပြေးနေသေးပါပဲအဲ့ဒီတုံးကြီးကကုန်းမြေစုံတွေကိုကြော်ပြတ်ပြီးတော့ရေပြင်ကြက်ကြီးတစ်ခုကိုမြင်လဲရပါတယ်တုံးကြီးကရေပြင်ပေါ်မှာလဲဆက်ပြေးနေပါသေးတယ်ချူတယောက်ကတော့လမ်းဖြတ်လာခဲ့ပါပြီဘာကြောင့်လဲဆိုတော့ချူကိုတဲဆောင်လာတဲ့တစ်တုံးကရေပြင်အောက်ကိုငုံရှိုးဝင်ရောက်သွားတာကြောင့်လဲဖြစ်ပါတယ်အဲ့လိုနဲ့ပဲရေအောက်ကိုရောက်ခဲ့ရပါတယ်ရေအောက်မှာလဲမောင်မဲနေခြင်းမရှိပါဘူးလင်းနေပါတယ်ရေအောက်ကိုရောက်တဲ့အချိန်မှာတော့ဒီလူတွေဘယ်လိုနေကြသလဲဆိုပြီးစဉ်းစားမိပါတယ်ရေအောက်ကိုရောက်ပြီးမ ကြခင်မှာတော့မီးတောင်ဝါလိုမျိုးဂျိုင်းွက်ကြီးတခုကိုမြင်လဲရပါတယ်ဂျိုင်းွက်ကြီးအတွင်းထဲကိုဆင်းသွားပြန်ပါတယ်တွင်းကြီးတွင်းကိုရောက်လျင်တော့ရက်သွားပါပြီမင်းဆင်းတော့ကွာ လူမဲကြီးရာအဲ့လိုမျိုးပြောလာခဲ့ပါတယ်ချူကလည်းစင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူမဲတွေကသူ့ကိုညက်ပြီးတော့ခေါ်လာခဲ့ပါတယ်အမိုးမှာပြောင်လဲနေတဲ့အချွန်တက်တွေရှိတဲ့အဆောင်အဝင်းကိုသူတို့တွေဝင်လာခဲ့ကြရပါတယ်အဆောင်အဝင်းမှာလည်းတန်ရှင်းခန်းနာလာပါတယ်အခန်းထဲမှာဥကျိုသုံးခုနဲ့လူမဲကြီးတွေရှိနေပါတယ်ပြီးတော့သူတို့ရဲ့လက်ထဲမှာခရင်ကွာတရံရှိတဲ့လက်နက်တွေကိုကင်ဆောင်ထားပါတယ်လူမဲတွေကလူတွေကိုဖမ်းဆီးခေါ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့လည်းအဲ့ဒီလူတွေကိုချူမသိပါဘူးချူနဲ့လူမဲကြီး၃ယောက်ကအခန်းတစ်ခန်းတွင်းကိုဝင်လာပါတယ်အခန်းထဲမှာရှိတဲ့ကလထိုင်တစ်လုံးမှာတော့လူဝါ ကြီးတူထိုင်နေခဲ့ပါတယ်။သူကအခြားလူမဲတွေနဲ့တော့မတူပါဘူး။အဝတ်စားတွေကပြ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 နဲ့ပါ။ရက်ဆိုပြီးတော့လူမဲကြီးတူကတားလိုက်ပါတယ်။အဲဒီလူကြီးရဲ့ရှင်မှာလူမဲကြီးတူကအခုလိုပဲပြောလာခဲ့ပါတယ်။အရှင်ကျွန်တော်တို့ချူလီယန်ဝေကိုခေါ်လာခဲ့ပါပြီ။ကလထိုင်မော်ကလူဝါကြီးကလည်းဆွေကနေကြည့်လိုက်ပါတယ်။သူ့ရဲ့ဥကောင်းမှာဥကြုံမရှိပါဘူး။သူရဲ့ဥကောင်းပေါ်မှာရှိနေတာကတရက်ဘူးလိုလိုမကိုက်လိုလိုအုပ်ဆောင်တစ်ခုပါ။သူကလူမဲသုံးဦးကိုကြိလိုက်ပြီးတော့ဟဲ့အောင်လေမင်းတို့လူမားခေါ်လာခဲ့ပြီထင်တယ် ။ဘာဖြစ်လို့လဲဆိုရင်ဒီကောင်ကချူလျံဝေဖြစ်ပေမဲ့ငါလိုချင်တဲ့ချူလျံဝေမဟုတ်နိုင်ဘူး။ပြီးတော့ဒီကောင်ကငါတို့စီလာချိန်မတန်သေးဘူးကွာသူရောက်ရမယ့်အချိန်လိုသေးတယ်အဲဒါကြောင့်မလို့သူ့ပြန်ပို့လိုက်ကွာသူတို့စကားကိုနားထောင်ရင်လည်းချူလျံဝေကမူးနောက်သွားပါတယ်နားလည်နိုင်ခြင်းလည်းမရှိပါဘူးစဉ်းစားလို့လည်းမရပါဘူးအဲဒီအချိန်မှာပဲချူကိုလူမဲကြီး၃ယောက်ကပြန်ခေါ်သွားခဲ့ပါတယ် အခန်းပြင်ကိုရောက်တဲ့အခါမှာတော့လူမဲတွေခေါ်ဆောင်လာတဲ့မိန်းကလေးတူကိုတွေ့ရပါတယ်။အဲ့ဒီမိန်းကလေးကိုတွေ့ရတော့ကျွန်တော်အံ့ဩသွားရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမျိုးသမီးကကျွန်တော်နဲ့စင်ကာပူကိုအတူလာခဲ့တဲ့ဗီဒီယိုမင်းသမီးကျွန်တော်ချစ်သူများစွာတဲ့ကတူဦးတယောက်ပါ။သူကဟောင်ကောင်ကဗီဒီယိုမင်းသမီးပါ။သူကတော့ချူကိုတွေ့ဖို့မရပါဘူး။လူမဲကြီးတွေလက်ထဲကနေရုန်းကန်ပြီးတော့ပါသွားခဲ့ပါတယ်။ချူရဲ့စိတ်ထဲမှာထောင်းနေဖြစ်သွားပြီးတော့ကုညင်ရဲ့စိတ်ရောက်သွားခဲ့ပါသေးတယ်။အဲ့ဒီချိန်မှာပဲလူမဲ၃ဦးတဲ့ကတူကဘာလဲ။ မင်းကဟိုကောင်မကိုသွားကယ်မလို့လားဒါကသူ့အကြောင်းနဲ့သူခံရတာလေကွာမင်းသွားကယ်လို့လည်းမရဘူးသူ့ကိုယမမင်းရဲ့စစ်ဆေးဦးမှာအဲ့ဒီစကားကြတော့ချူအံ့ဩရပါတယ်ဘာယမမင်းဟာလားအဲ့လိုမျိုးတော့ရေရွတ်လိုက်မိပါတယ် ချူရဲ့စိတ်ထဲမှာလည်းငါနဲ့ယမမင်းရှိရောက်ခဲ့တာတော့မသိခဲ့ပါလားဆိုပြီးတွေးလိုက်မိပါတယ်။လာမြင်မြလာရအောင်။အပြင်ဘက်ကိုရောက်ရင်တော့အတန်နေကြားလာရပါတယ်။ငိုညီးတန်နေပင်ဖြစ်ပါတယ်။သို့ပေမဲ့လည်းအတန်ကိုကြားနေရပေမဲ့လည်းလူရဲ့လူရောင်တော့မမြင်ရပါဘူး။အော်ဇန်နေကတော့ကြားနေရပြန်ပါတယ်။အဲ့လိုနဲ့ပဲတနေရာကိုထပ်ပြီးတော့ရောက်ခဲ့ပြန်ပါတယ်။အရှိမတော့အပူငွေ့တွေတထောင်ထောင်ထနေတာကိုမြင်ရတာပါ။ရေကန်ကြီးထဲမှာတော့လူတွေကမြုပ်ချီပေါ်ကြီးနဲ့ကူးခတ်နေတာကိုမြင်ရပါတယ်။သူတို့ကိုတွေ့တော့မှစွစွနကြားခဲ့ရတဲ့အတန်တွေကရေကန်စီကအတန်တွေမှသိရပါတယ်။မြင်ကွင်းကတော့ကြောက်လန့်စရာပါ။ ချို့ကကူးခတ်လာပြီးတော့ကန်းဆက်ရောက်ခဲ့ပေမဲ့လည်းကန်းဆက်ကလူမဲကြီးတွေကခရင်ကွားနဲ့ပြန်ထိုးချတာကြောင့်ရေကန်ထဲကိုပြန်ကျသွားရပြန်ပါတယ်။မြင်နေရတဲ့မြင်ကွင်းတွေကယဉ်နှင်းစရာပါ။ အရင်နောက်မှာတော့မြင်ကွင်းတစ်ခုကိုမြင်လဲရပြန်ပါတယ်အဲ့ဒီမြင်ကွင်းကလည်းတုံလုံးခြောက်ခြားစရာမြင်ကွင်းပါပဲကွင်းမြင်ကျဲကြီးတစ်ခုထဲမှာလူတွေပါသူတို့ကိုယ်ပေါ်မှာအေယာမကြောက်တုံးကြီးတွေဖိထားတာပါအသေးချာကြည့်လိုက်တော့မှအံ့ဩရပါတယ်မြင်ရတဲ့ကွင်းမြင်ကျဲကြီးကတာမန်ကွင်းမြင်ကျဲကြီးလည်းဟုတ်မနေပါဘူးကွင်းမြင်ကျဲကြီးတစ်ခုလုံးကစူးတွေပြည့်နေပါလူတွေကစူးတွေပေါ်မှာထိုင်နေပြီးတော့အဲ့ဒီလူတွေပေါ်ကနေကြောက်တုံးကြီးတွေနဲ့ဖိထားခြင်းဖြစ်ပါတယ် အဲဒါကြောင့်ပဲလူတွေကမချိမဆက်တဲ့ဝေဒနာတွေကိုခံစားရင်းနဲ့ညှဉ်းညူနေကြခြင်းဖြစ်ပါတယ်။ယခုတော့ကျွန်တော်အလာတော့စီးခဲ့တဲ့တုံးမဲမဲကြီးပေါ်ကိုတက်ခဲ့ရပါပြီ။ကျွန်တော်တက်ပြီးတဲ့နောက်မှာတော့လူမဲကြီး၃ယောက်တက်လိုက်တဲ့အချိန်မှာပဲတုံးကတရွရွနဲ့ထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲရေရောက်ကနေထွက်လာပြီးတော့ကုန်းမြေပေါ်ပြန်ရောက်လာခဲ့ပါတယ်။ပြီးရင်တော့ခြူကိုဆေးရုံကိုပို့ပြီးတော့လူမဲကြီး၃ယောက်ကပြန်သွားပါတယ်။ခြူရောက်ခဲ့တဲ့နေရာငရဲပြည်ပဲ။ အဲ့လိုမျိုးဆရာဝန်ကြီးကမချက်ချလိုက်ပါတယ်ဟုတ်ပါတယ်အခုမှကျွန်တော်ငရဲပြည်ရောက်ခဲ့မှသတိရပါတယ်ကျွန်တော်ကိုလာခေါ်သွားတာငရဲမင်းလို့ခေါ်တဲ့ယမမင်းရဲ့တပည့်ငရဲသားတွေပဲဖြစ်ပါတယ်ကျွန်တော်ကံကောင်းလို့ငရဲပြည်ကပြန်ခဲ့နိုင်တာပါအဲ့ဒီမှာကျွန်တော်တွေ့ခဲ့ရတဲ့မချိမဆန့်ခံစားနေရတဲ့မိษွေတွေကရင်နာစရာကောင်းလာပါတယ်တကယ်ကိုပဲစိတ်မကောင်းစရာပါပဲအဲ့ဒီချိန်မှာပဲချူဟာသတိရသွားပြီးတော့ "तू तू ओ तू ओ" ရင်အဲ့လိုမျိုးမေးလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဆရာဝန်က "तू ဆုံးသွားပြီဗျာ" ဟုတ်ပါတယ်ချူလျံဝေရဲ့ချစ်သူဗီဒီယိုမင်းသမီးလေးကတော့တည်ဆုံသွားခဲ့ပြီဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွနတီလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းကာရဝပြူရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်